ပူရဏနာဘိနန္တိယနဝိခန္တိနကုပိယဟိယမန္တိနသောစေယအာဂတံနတိတောတိယပူရဏနာဘိနန္တိယဆိုပူရဏဆိုဟောင်းပြီးခဲ့တာတွေပြန်တွေးပြီးတော့ဟောလားပြီးခဲ့တာတွေပြန်တွေးပြီးတော့နှစ်ချိန်မနေနဲ့ဆိုလိုတာက အတိတ်ကအာယုန်တွေကိုတွေးပြီးတော့လူတွေကဟုတ်တွေ့တာမှုတွေဖြစ်နေတတ်တယ်။နော်။တို့ငယ်တုန်းကဘလို့နေကြရတာ။နော်။ဖာရီသုံးကြရတာနဲ့ဆိုပြီးတော့မြင်ရရှိရပြောတတ်တယ်လေ။မြင်ရရှိပြောတတ်တယ်။အခုချိန်မဖြစ်တောင်မှပဲအတိတ်ကိုပြောပြီးအရသာခံတဲ့လူကရှိသေးတာလေ။အဲ့တော့အဲ့ဒါလေးပြောပြီးတော့ကိရိတာပွားမနေနဲ့။ အတိတ်ကိုလည်းတွားပြီးတော့မတွေ့တာနဲ့လို့အဟောင်းကိုလည်းမတွေ့တာနဲ့လို့ဆိုလို့တယ်နော်လူတွေကကိုယ်အရှိနေတယ်မဟုတ်ဘူးအဟောင်းကိုလည်းတွေ့ပြီးတော့တသသာဖြစ်နေတတ်တယ်အဲ့ဒါလည်းမလုပ်ဖို့ဆောပြဟောတာနဝေခန္တိနာကုတ်ပိစာလက်ရှိအတိတ်ကိုလည်းချိန်နှက်မနေနဲ့လို့ပြောတာအယုံကာမဂုဏ်နေနဲ့ပတ်သက်ပြီးတော့လက်ရှိရနေတဲ့ခန္ဓာဘဝခန္ဓာအတိတ်ကိုလည်း စိတ်ဝင်စားမနေနဲ့အဟောင်းကိုလည်းတန်းတားနဲ့အသိကိုလည်းတွေ့တားမနေနဲ့ခီးရမနေနတော့စရာလက်ရှိရထားတဲ့ဟာတခုဟာဆွေရုပ်ပြက်ပြက်စီးသွားတော့မယ်ဆိုရင် လူတွေကလက်လွှဲရတော့မယ်ဆိုတော့ကဖြစ်တယ်နော်ကိုယ်ဘဝယူဆုံးရတော့မယ်ဖြစ်တယ်။သို့မဟုတ်ကိုယ်ပိုင်တဲ့ပစ္စည်းတွေဆုံးရှုံးတော့မယ်။ကိုယ်အခွင့်အရေးတွေဆုံးရှုံးတော့မယ်။ နောက်ဆုံးမှဘာမဟုတ်တဲ့ဆဲအိမ်မှုယာရုလေးတောင်မထွက်ချင်ဘူးလေလူတွေကအဲ့ဒါလူယာရုဆိုရင်ယာရုထွက်ရမှာဆိုရင်ယာယူတော့ကတော့ပြောတယ်ယာရုထွက်ရမယ်ဆိုရင်တော့သူတွေကစွန့်လွတ်ခဲ့တယ်ဒါမျိုးနော်အဲ့ဒါဟာရမှာနေလို့ခေါ်တယ်ဒါနမူနာပြောပြတယ်ထီးရထီးမစွန့်လွတ်နိုင်ကြကလထိုင်တစ်လုံးထိုင်ပြီးမထတော့ဘူးမထကြတော့ ဆင်းမပေးကျင်တော့ဖြစ်တတ်တယ်အဲ့ဒါဘာလို့တော့ဆိုခါရမာနေနတ်သောစေရလူတွေအစွန်းလို့ရမှာခက်နေတော့ကဖြစ်ကြတယ်အဲ့ဒါလည်းမဖြစ်ပါနဲ့သူတို့ပြောတာဟီယမာနေနတ်သောစေရအာကတန်နာတိတော်တိရဒီနေရာမှာအာကတဆိုတာလူတွေရဲ့စိတ်ကိုဆွဲဆောင်တတ်တာတဏှာကိုပြောတာကောင်းငင်ကိုပြောတာမဟုတ်အာကာသဆွဲယူတတ်တဲ့ ခရဗီတီဆွဲအားကောင်းတာတဏှာပဲဖြစ်တယ်ပေါ့နော်ဆွဲယူတတ်တဲ့တဏှာကိုဘယ်တော့မှကိုယ့်ရင်ထဲမှာမရှိသေးနဲ့ဆွဲယူတတ်တဲ့တဏှာကိုဘယ်တော့မှအမိမပြုနဲ့ဆိုတာကိုယ့်ရင်ထဲမှာမထားနဲ့လို့ပြောတာတွေ့တံမှုတွေကိုကိုယ့်ရင်ထဲမှာမထားပါနဲ့ဒါအခုဒီဒီအဆုံးမတရားကပုရဏန္တဝိနန္တိယအဟောင်းကိုလေတသသလုံးမနေနဲ့ နဝိခန္ဒိနကိုပဲလက်ရှိအသက်ကိုလည်းတွေ့တာမနေနဲ့ဟိယမနေနသုံးစရာလက်လွတ်လိုက်ရမယ်ဆိုလည်းမစိုးရိမ်နဲ့လွတ်လိုက်ဒီလိုဆိုလို့နဲ့နော်ဖေဟာမမတွေ့နဲ့အာကသနာတိတသီယအဲ့ဒီလို၃မျိုးလုံးကိုကလွတ်နိုင်ပြီဆိုတော့မှတဏှာကိုဖယ်ရှားနိုင်မှာဖြစ်တယ်အဓိကတဏှာဖယ်ရှားခိုင်းတာဒါနော်တွေ့တာမှုတွေကိုဖယ်ရှားခိုင်းတာ အဲ့ဒါမဖယ်ရှားလို့ရှိရင်တဏှာဆိုတာဒုက္ခသမုဒိယဒုက္ခကိုဖြစ်ပွားစေတတ်တာဖြစ်တယ်